ဘာတွေမင်းနေကြတာလို့မမရေမိန်းကလေးပြီးမပြီးဘလို့ကျွန်တော်တို့ကသိမာတယ်ကျွန်တော်တို့ဖြေပေးပါဦးကျွန်တော်တို့လည်းဘခုကြီးရအောင်လို့မိန်းကလေးကိစ္စကိုမိန်းမကိုလာမေးတယ်ဆိုတော့ငါအဲ့စကားကိုပြောလိုက်ရင်ငါကညီမတိုင်ငယ်လို့ရှိရမင်းမင်းသမီးလေးအော်မင်းသမီးကိုမိန်းမလေသူတို့ထမင်းနဲ့ငါလာပို့လိုက်မယ်ထမင်းအောက်ကအဟာရလာပို့လိုက်မယ်ဒါပေမဲ့အတိကျင်တယ်ဆိုရင်တော့ပြပြမယ်နော်မိန်းမတော်တော်များစုကသူတို့စိတ်မှာ ပြီးမပြီးဟိုတချို့မပေါ်လွင်ကြအောင်အရန်ပေါ့နော်ယောက်ျားရဲ့ထဲသူတို့ရဲ့အရန်အိုက်ကိစ္စနဲ့ပတ်သက်ပြီးတော့အရန်ကျွမ်းတယ်ဘာလို့လဲဘလောက်ပဲရိုးစီဖြစ်စီအားစီဖြစ်စီအိုက်ပြီးရဲ့ဆိုတဲ့ဟာသူတို့မသိဘူးဒါပေမဲ့မိုင်းတိနိုင်ကြပေါ့နော်ဒီများနှစ်ယောက်တူတူလုပ်တဲ့အမှန်ကြရင်မိမတယောက်ပြီးပြီဆိုရင်ဒီလိုခါအပကုံဖတ်လိုက်မယ်နော်ပြီးလို့ရှိရင်ဒါသူတို့ပြီးသွားပြီဆိုရင် စိတ်မရှိတော့အဲ့ဒါနှုတ်မေးလိုက်မယ်နှုတ်မပြီးသေးဘူးလားဟဲ့ကြာလိုက်တာအဲအဲ့လိုမျိုးမေးတဲ့တဲ့ပြကြရလဲခါကော့သွားတယ်အဲ့ဘောနော်အဲခါကော့သွားတယ်ဒါပေမဲ့ဒီဟိုကြားပြောကြရတယ်သိပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲအဲ့ဒါကြရအားကြောင်ဆောင်တာလားတကယ်ပဲမသိတာလားမသိဘူးနော်မိမတွေပြီးလို့ရှိရင်အမူအရာကတော့သူအဲ့အရှိမထွက်ခင်မှာခါကော့တယ် အတပ်ကြီးနဲ့အယောင်ပြောင်းနေเนาะအယောင်ပြောင်းနေပြီးလို့ရှိရင်ဒီကတော့သူတို့တစ်ချက်နဲ့မော့သွားပါလေအဲ့ဒါကတော့မိမတွေပြီးသွားတဲ့ဆိုတော့ပုံစံလေးပေါ့เนาะငါတော့ဆဲပါပဲမိမကြီးကတော့မိမကြီးကြော်ကြည့်လိုက်ပါလို့เนาะဘာမှမပြောပါနဲ့တော့ live ပေါ်မှာပြောရတာလေအချက်တရားဣတိဩဇမရေဖြစ်နေပါဘူးဒါပေမဲ့လည်းဝါသနာပါလို့ပြောပြလိုက်ပါပြီလို့เนาะ ။ဟုတ်ကဲ့မိမကြီးပြီးလို့ရှိရင်တို့ညနာလုံးဝပထမမျိုးတိမှာပါတို့ level together လုံးနေတဲ့ချိန်ကျမိမညနာအရောင်တို့ဖြစ်တယ်။တို့ weekend တစ်ချက်တို့ညနာနည်းနည်းလေးအမီရောင်ပတ်လို့လို့နည်းနည်းမောင်းတယ်လို့လို့ဖြစ်ပြီးွားမှတို့ခါကော့မယ်။အဲအဲ့လိုပုံစံပေါ့နော်အဲ့လိုပုံစံဆိုသူတို့နောက်ဆုံးလုပ်တယ်အဲ့သူပြီးဆုံးသွားပြီဆိုတော့အကြောင်းပေါ်ကျူလာပါဒါပေမဲ့မိန်းကတော်များများအဲ့ခါလာတဲ့ကိုမသိပါဘူးလို့မသိရဲသူတို့ပြောမှမဟုတ်ပါဘူးလို့နော်ငါကတော့သူတို့ကိုယ်စားပေါ့နော် များသောအဖြစ်ဖြစ်တဲ့အရာလေးတွေကိုပြပြတာပေါ့ဇကောင်းထင်ပို့ပြီးတယ်သူတို့ဒီကသူတို့ဇကောင်းကိုသွားထိလိုက်ရှင်သူတို့ရဲ့ဒီအရာကပြီးရောက်တာညံတယ်ပေါ့ဒါပါပဲဘာလဲမောင်တေချာဝင်အောင်ထိုးလေဟမ်မောင်လေးထိုးနေရပဲလေမဝင်တာအရန်ကြက်နေတယ် Oh no အဲ့ဒါမောင်အစတည်းကပြောနေတာဆီဆွတ်ပါလို့မောင်လေးဒီတိုင်းရအောင်မထင်လို့ထိုးကြည့်တာပေါ့ ောင်ရဲ့ဒီတော့ကြာနေပြီလေ။ဟုတ်တယ်။